ကချင်ပြည်နယ်ဖက်ကတ်မြို့ကိုထူးဆစ်စင်ဖို့တက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေနဲ့ကချင်လူမျိုးရေးတပ်မတော် KNA ပူးပေါင်းတပ်တွေအကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရလို့မြေပြင်တရင်ရင်းမြစ်တွေရသဆင့်စုံစမ်းသိရှိရပါတယ်စစ်ကောင်စီစစ်ကြောင်းတွေဟာဖက်ကတ်မျိုးဘက်ကိုမြစ်ချနာဖက်ကတ်လမ်းကြောင်းကဝင်လာတယ်လို့အင်းတော်ကြီးဖက်ကတ်လမ်းကြောင်းဘက်ကလည်းဝင်ရောက်လာနေကြတာဖြစ်တယ်လို့သိရပါဗျ။ ဖက်ကတ်မျိုးကိုညက်တိုက်ဖို့လမ်းကြောင်းတစ်ခုကနေဝင်လာတဲ့စစ်ကြောင်းတွေကို KIA ကကြားဖြတ်တိုက်ခတ်ရာကနေတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေရဖြစ်တယ်လို့စစ်ရေးတင်းရင်းမြစ်တွေကပြောပါတယ်ဖက်ကတ်တဲ့ကုလုံဝါနာမတူလုံဝါစစ်ကြောင်းနေတဲ့ကတ်ကတ်တဲ့ဂျွန်မအဲစခိုင်းတိုင်းဖြစ်ချင်း ုမလင်းစေဒီမကခုနနံအကန်တဲ့လုံးဝတင်ဖုံနေတဲ့စကားတလားမြစ်ကြီးနာဖက်ကန်လမ်းဘက်ကတက်လာတဲ့စစ်ကြောင်းတွေနဲ့ KNA ပူးပေါင်းတပ်တွေအကြားကမ္မိုလ်စုကြီးရွာအုပ်စုအတွင်းမှာရှိတဲ့တရားညီနောင်ကြီးရွာအနီးမှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေရပါဒါအပြင်အင်းတော်ကြီးဖက်ကန်လမ်းနတ်မူမြို့အတိုင်းတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာ120မမ87မမနဲ့ဒရုန်းတွေအသုံးပြုပြီးအင်အားသုံးတိုက်ခိုက်နေရလို့ ြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။ပြင်ကတော့အဲ့လောက်ထိမပေါက်ဘူးမြေပြင်ကတော့သူတို့အထိနာပြီးပြန်ဆုတ်သွားအများရတယ်။အဲ့အထင်အရပြီးတော့အဲနပွင့်ပေါ်တယောက်နဲ့ဒုတက်ရင်မူတယောက်ကြားတယ်လို့တော့ကြားတယ်ဗျာအင်းတော်ကြီးဘက်ကတက်လာတဲ့စစ်ကြောင်းမှာရှမ်းပြည်အမျိုးသားများတက်မတော် SNA တပ်ဖွဲ့ဝင်တွေစစ်ကောင်စီနဲ့အတူပူးပေါင်းတိုက်ခိုက်နေရလို့မြေပြင်တည်တင်းရင်းမြစ်တွေကပြောပါတယ် အေယဝတီကအဆန်အီတာဝန်ရှိသူဘူမူကြီးဆိုင်းအောင်မင်းကိုဆက်သွယ်မေးမြန်းရမှာတော့ဒီအကြောင်းကိုဖြေဆိုဖို့ညင်းပါတယ်။မြေပြင်တည်ရင်းမြစ်တွေရဲ့ပြောပြချက်အရစစ်ကောင်စီကလက်နက်ကြီးနဲ့ဒရုန်းတွေအပြင် လေကြောင်းကပါဘုံကြီးတိုက်ခိုက်နေရကြောင်းတိုက်ပွဲပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်ဒေဆုံးမှုတွေရှိနေရလို့ဆိုပါတယ်။ဟုတ်